啊，对的，能看吗？昨天阿拉们昨天在那个海鲜物价比吧，门里呀，可以看，看那几处便宜的，葫芦岛就物了嘛，看那季节的，有咱也看那有，比如卷烟的，寺里面 ဟိုးတစ်ချိန်တော့တောင်မှအိမ်မက်တော့မခွင့်မရရဲ့အဲ့တော့ဒီလိုကြားရောက်ပြီးချင်ကြတာဥစဉ်နေနဲ့ခေါ်ယူပါရဲပါရာရေကောင်းဆောင်ဝင်အားလုံးပါဝင်နေနိုင်ငံရေးအင်အားစုတွေအားလုံးပါဝင်နေတိုင်းသာတစ်နှက်ကရေချိုင်းအဖွဲ့အားလုံးပါဝင်ဆိုရကြီးကဲကုစားပြုဝန်ကြီးများအားလုံးပါဝင်နေပြည်သူလူထုတရားလုံးအားလုံးပါဝင် ဒီကြီးကျယ်ခမ်းလာတဲ့တရားမျိုးသားနေကြီးဟာတောင်းချစ်ပါသမိုင်းတည်းစိုက်ထူနိုင်မယ်လို့ကိုယ်လေးယုံကြည်ပြန်လာလို့ခံစားကြည့်လိုက်တဲ့အခါမှာတိုင်းလူတိုင်းသားတွေရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုတွေကိုတွေ့ရတယ်။တင်မတားကြည့်နူးပြာကောင်းပါရဲ့။ဒါကြောင့်ကရန်အလှများကရန်ယဉ်ကျေးမှုများ ြောက်ပြတ်မသွားအောင်နှိမ့်ကြမသွားအောင်ထိမ့်သိမ့်ကြပါမြင့်တင်ကြပါလို့ခရမ်းလူတွေအားလုံးကိုဦးဇေတောင်းပန်ပါတယ်။နိုင်ရာကြီးဥတ္တဆုနိုင်ကြောကြသွားတယ်မေခေါနဲ့မှာခရမ်းလူတွေအားလုံးရဲ့မူဝါဒခရမ်းမျိုးသားမူဝါဒ၄ရက်ကိုတွေ့ရတယ်။ခရမ်းမျိုးသားမူဝါဒကတော့ပါတီသောဒီမိုကရေစီစနစ်ဆင်နာပေါ်ဆောင်ရေး ပြည်တော်မှုစစ်စစ်တည်ဆောက်ရေးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကရမ်းဒေသပေါ်ထွန်းရေးမူရစေဝအန္တရာယ်တာစီတိုက်ဖက်ရေးဒီမူဝါဒလေးခုလုံးကရမ်းမျိုးသားရေးတာဝန်ကြီး၄ရက်ဖြစ်သမတ်တော်ပေးရအောင်ဦးဇင်းဝိရသူဒီနေရာကနေအပြည့်ဝထောက်ခံရသည်အားကြောင့်လည်း သာဝရငြိမ်းချမ်းရေးပဲဖြစ်ဖြစ်စစ်မှန်တဲ့ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်ပြည်စုံတဲ့ငြိမ်းချမ်းရေးပဲဖြစ်ဖြစ်ငြိမ်းချမ်းရေးမှလည်းများကိုထူထောင်ခြင်းတော့ပြည်တော်စီပြည်တော်စုအဆင့်ကိုပြည်တော်စုအဆင့်ပြည်အောင်ထူထောင်နိုင်မှငြိမ်းချမ်းပါမှာအမေရိကန်ပြည်တော်စုပြည်သူ့ဆက်ဆံတာမရှိပါဘူးအမတန်ငြိမ်းချမ်းပါတယ်အကြောင်းလဲပြည်တော်စုအဆင့်ကိုတည်ထောင်ထားတဲ့နိုင်ငံဖြစ်လို့ ပြောသူစစ်ဣထောင်နဲ့လည်းပဲရေချမ်းယူပြည်စုံတယ်ပြောလို့မရဆိုဗီယက်ပြည်တော်စုပြောင်းစုပါပဲမငင်းချလို့ခွဲထွက်ခဲ့ဆိုဗီယက်ပြည်တော်စုစိတ်စိတ်မာမာကွက်ခဲ့အောင်ဘာကြောင့်လဲဒီမိုကရေစီစနစ်နဲ့ထူထောင်တာမဟုတ်လို့ဒါကြောင့်စစ်မှန်တဲ့ငင်းချရရတယ်ပြည်တော်စုအစ်ထူထောင်နိုင်ရပါမယ်ပြည်တော်စုအစ် အဆက်မင်းမီထူထောင်ပြန်လဲဆိုရင်တော့ဒီမိုကရေစီစနစ်နဲ့ပွားရပါမယ်။ဒါကိုဥစဉ်ရဲ့ဒုတိယဖဲရဲ့အတ္တနောမတိလို့ဆိုတဲ့ကိုပိုင်ယူဆနဲ့ပြောကြားနာမဟုတ်ပါဘူး။ဘုရားတို့ပြိဋကသုံးပုံမှာဖျားဟောထားတဲ့သတ္တော်လေးတဘုံနဲ့သောက်တံလေးတဘုံကိုအရင်ချုံပြီးပြောရအောင်။ကိုပိုင်အုပ်ချုပ်ပြရတဲ့ဒေတာတွေ ခွဲထွက်နေတယ်မတူအောင်သက်စွာဘုရားကခွဲထွက်တာကိုအာဝမေကိုပိုင်အုပ်ချုပ်ခွင့်ကိုအပေးခဲ့ပါဘာရဏတိပြီးမှာဘာရဏတိမင်းရဲ့ဇဗရမင်းကြီးရဲ့သားတော်ကအရောက်တရားရှိပါမင်းသားတရားအဲ့ဒီဘာရဏတိပြီးမှာလည်းပဲပြည်နယ်ပေါင်းတရားရှိပါအကြီးဆုံးမှာစပြီး99ရောက်ရှိအောင် ပြည်နယ်ပေါင်း99ရောက်ကိုထုတ်ချရတယ်ပြည်နယ်မူတွေမဟာရာသာတွေဖြစ်ခန့်ဆောင်။နောက်ဆုံးဘုရားတော်ကိုတော့အငယ်ဆုံးဖြစ်တဲ့အတွက်ကြောင့်ဘယ်ပြည်နယ်မှမခံပါဘူး။ဘုရားတော်ကလည်းပဲဘယ်ပြည်နယ်မှသူပြည်နယ်မူဖြစ်တော်မူပါဘူး။ရှင်ဘုရင်ကြီးနဲ့ပဲခမဲတော်ကြီးနဲ့ပဲအတူနေပါလေ။ဒီလိုနဲ့ရှင်ဘုရင်နဲ့ရဆံသွားတဲ့အခါကျတော့ ဘုံကြီးတွေနဲ့သာသာတာဖြစ်တယ်နန်းနှင်းသူနန်းနှင်းသူတဲ့နန်းနှင်းသားတွေနဲ့သာသာတာဖြစ်တယ်ပြည်သူလူထုနဲ့သာသာတာဖြစ်တယ်အလုံးကယုံကြည်ကိုးစားလေးစားခံရတဲ့မင်းသားကိုရှာဖွေတဲ့အခါမှာငယ်ဆုံးဖျားလောင်းလေးကိုသွားတင်ငယ်ဆုံးဖျားလောင်းလေးကိုတင်ကြီးတင်ညွတ်ထဲနန်းတင်လိုက်ကြအောင်အဲ့ဒီအချိန်မှာ69ရောက်တော့နောင်တော်တွေကစစ်ခင်းမယ်လို့ပါတယ်တိုင်းပြည်ကို အမလားစစ်တိုက်မလားခြေနှောင်းကိုအမလားစစ်တိုက်မလားလို့စစ်ကြည့်ရဆရာတော်မင်္ဂလာလေးကစစ်မတိုက်ပါဘူးဒါပေမဲ့တိုင်းပြည်အတွက်ရေးဆွဲထားတဲ့အခြေခံဥပဒေကိုတော့တင်ပြပြစီနောက်နဲ့နောက်တော့99ယောက်ကိုဖိတ်ပြီးတော့သူ့ရဲ့နိုင်ငံအုပ်ချုပ်တဲ့အခြေခံဥပဒေကိုတင်ပြလိုက်အဲ့ဒါပါလဲ အခုဆက်လက်အုပ်ချုပ်နေဖြစ်တဲ့96ပြည်နယ်ကိုကိုပိုင်အုပ်ချုပ်ခွင့်ပေးပြီးတော့သူကတော့တိုင်းပြည်ရဲ့ဘရင်ရှင်ဘရင်မင်းမက်ကိုဆက်လက်ခံလာလို့အဲ့ဒီအချိန်မှာဖះလောင်းရဲ့အဆိုကို96ရောက်တော့နောင်တော်တွေကလက်ခံသွားကြတယ်။ဘာကြောင့်လဲ။အကြီးဆုံးနန်းတက်မယ်ဆိုရင်ဒုတိယစစ်ခင်းမယ်။ဒုတိယနန်းတက်မယ်ဆိုရင်လည်းတတိယကစစ်ခင်းမယ်။96ရောက်စစ်ခင်းနေတာနဲ့ဒီတိုင်းပြည်ဟာစိတ်စိတ်မှန်မှန်ရှင်မသွားတယ် အငယ်ဆုံးလေးကိုနတ်တင်ပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ကိုပိုင်ကိုပြည်နယ်မှာကိုပိုင်အုပ်ချုပ်ခွင့်ရကိုပိုင်စိတ်တိုင်းကြပြုစုပြောတော်မှာအဲ့ဒီပြည်နယ်ကရဲချမ်းမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ69ရောက်တော့နောင်တော်တွေဟာညီငယ်လေးကိုဘိုင်းဝေါ်ဆော့ရှော့ထားခဲ့တဲ့နမူနာရှိပါတယ်အဲ့ဒါကိုခုခေတ်ခေါ်ရဖက်ဒရယ်လို့ခေါ်တယ်အဲ့ဒါပြည်တော်စုစနစ်ပါဒါကြောင့်ပြည်တော်စုအဆင့်ရောက်ပြီဆိုရင်ရဲချမ်းတော်မှာပါရဲချမ်းရေးလိုချင်ပြည်တော်စုစနစ် ဟောသွားမှာဖြစ်ပါတယ်သူ့ကိုစောင့်မှသူကကိုယ်ကြည်ညိုမေတ္တာစောင့်နိုင်ရည်အရှိန်ရှင်ပြန်လာဆောက်ရှောက်ပါဆိုရကတိုင်းသားတွေဆောက်ရှောက်တိုင်းသားတွေလည်းဆိုရကိုပြန်လဲဆောက်ရှောက်တိုင်းသားဖွဲ့စည်းတွေကပြည်သူတွေကိုဆောက်ရှောက်ပြည်သူတွေကလည်းတိုင်းသားဖွဲ့စည်းကိုဆောက်ရှောက်ရှေးခါတော်ကတန်ဝရဟု 名拉徐州，爱赵丽颖，那老妹子，水灵难人，粗山内脏，不净寡白，浓妆面糊，奸商没骗，巧妙切掉，红血不强，双眼迷人，飞扬寡云，巴拉比奇，看视频，比人都说你不上来嘞，个叫巴拉那比。 ီမှာအငယ်ဆုံးကရှင်ပြေတက်ဖြစ်တော်လည်းပဲတုတ်တက်တယ်ကြီးွားတယ်ဖွံ့ဖြိုးတယ်ငြိမ်းချမ်းတယ်ဒါလေးကိုပြောရမယ်ဒါကစစ်ခင်းရမယ့်အနေထားမှာပြည်တော်စုစနစ်ကိုပုံတော်လိုက်တဲ့အတွက်ကြောင့်ငြိမ်းချမ်းသွားတာပါရဂတ်တစ်ခုပါနောက်တစ်ခုရှိပါလိမ့်မယ်ဝိဇ္ဇာမေနာခုနှစ်ပါးရှိပါတယ်ပညာရှိပရောဟိတ်ကခေါ်ဝေလာနောက်ဆုံးရှင်မင်းလည်းတည်တော် ခဏပြီတော်မင်းတို့မင်းသားခုနှစ်ယောက်တို့စီဝေးပြီးတော့အငယ်လေးကိုနန်းတင်ပြလိုက်ပါကျန်တဲ့၆ခုကိုပြီးနေ၆ခုခွဲထွက်ပြီးနေ၆ခုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်အဲ့ဒီပြီးနေကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့မင်းသားတွေကအုပ်ချုပ်တဲ့မင်းသားလေးကိုရှင်ပြန်တဲ့ကလေးကိုဝိုင်းဝန်းပတ်ပတ်လည်ကနေကာရံပြီးတော့ အန္တရာယ်မျိုးစုံကနေကာဝယ်ပေးထားအခေါ်တော့တွေဆက်တာပေးထားဒါဟာလည်းပဲပြည်တော်သူစနစ်ပါပဲအဲ့ဒီပြည်တော်သူစနစ်ကြောင့်ဒီပြည်နယ်ကြီးဒီနိုင်ငံကြီးတိုးတက်သွားတော့လေအခုလိုတွေ့ရအတိထုံမဘောဝိနိုင်တိတ်တာအရင်ရေနူမင်းလဲအားချင်း၆ဖို့ညီတော်တို့အားပြည်တော်ပွား၍မြောက်စားကိုစီဇံဘူးဒီကိုအညီဝေပြု ခုနှစ်စုဖြင့်ပတ်လီရချုံလေမစ်ဆုံ၌ရွှေဘုံနတ်တာရာဇထံတုတ်ခွန်ဆက်တွင်ဘေးကင်းရန်กว่าရန်ကြသာ၏ကိုပြည်နယ်ကြောင့်ကိုတည်လို့ကိုပြည်နယ်ကိုကိုအုပ်ချုပ်မှဘလို့တွတ်တက်အောင်အုပ်ချုပ်ရမယ်ဆိုတာကိုတည်တယ်ထို့တူပါပဲကိုပြည်နယ်ကိုကိုလူမျိုးတွေကိုရင်ကျေးမှုတွေအကုန်လုံး ကိုတည်ဆုံးကိုလူမျိုးမှာကိုလူမျိုးပေါ်ပို့ပြီးစေရနာထားနိုင်အနစ်နာခံနိုင်လို့ဖြစ်ပါအဲ့ဒီလိုကိုပိုင်အုပ်ချုပ်ခွင့်ကလေးရမယ်ဆိုရင်တိုင်းပြည်ဟာပုံပြိုးတိုးတက်သွားမှာဖြစ်ပါအပြိုင်ဆိုင်အုပ်ချုပ်ခြင်းသဘောဖြစ်တဲ့အတွက်ကြောင့်ပြည်တော်သူစနစ်ဟာပို့ပြီးတော့တိုးတက်မယ်ပို့ပြီးတော့ရည်ချမ်းမယ်လို့ဦးဇင်းတို့ယူဆပါတယ်ပမာတို့လားဘတ်ချစ်သားလဲတိုင်းကားဇနပတ်နိုင်ငံတိုက်လိုက်ထိုက်လိုက်ခြားသည် တပွင်ချီးနဲ့နောင်ကြီးညီဖွာချီးမြောက်ထားလျက်ဘေးသားရံွယ်ရက်ရှင်နယ်ကတောက်နယ်တီးတီးရံကာစီး၍ဤကြီးပိုင်ကြစီကုန်လောဒါကပန္လီဆရာတော်ကြီးကဒီဇတ်တော်နဲ့ဒီတုတ်တာကိုအကြောင်းပြုပြီးတော့နောင်လာနောင်သားတွေကိုဆုံးမခဲ့တာပါပဲအဲ့ဒီဇတ်တော်တွေကတောင်ဝရမင်းသားလေးလိုအဲ့ဒီတုတ်တာတွေက ေနုမင်းလေးလိုပါပဲတဲ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့လူရာလည်းပဲသူ့နေရာနဲ့သူအရေးချင်းရှိတဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်တွေကိုရှင်းမြောက်ပေးထားမယ်ဆိုလို့ရှိရင်အဲ့ဒီတိုင်းပြည်ကိုတောင်လေပတ်လည်ထားလို့လုံခြုံနေသလိုပါမင်းနေပတ်လည်ထားလို့ပြည်မာကြီးကလည်းလုံခြုံနေပါတယ်ပြည်တော်စုကြီးကလည်းငြိမ်းချမ်းနေပါတယ်တဲ့အဲ့ဒီလိုတောက်နယ်တည်တည် ရံကာစည်း၍ဤကြီးပိုင်ရစီကုန်တော်ပြည်တော်စုကြီးကိုပိုက်ဆိုင်အောင်အထောက်ချပါလို့မန္တလေးဆရာတော်ကြီးကမိမာတော်မူခဲ့ခြင်းဖြစ်ပါတယ်။အဲကြောင့်ပြည်တော်စုစနစ်ကိုသွားတဲ့အခါမှာဒီမိုကရေစီစနစ်နဲ့သွားပါလို့ဒီမိုကရေစီစနစ်ကိုရောက်ဖို့အတွက်လည်းပဲစီလုံးဖို့လိုပါတယ်။စီလုံးဖို့အတွက်လည်းပဲညီညွတ်ဖို့လိုပါ ဲ့လိုညီညွတ်ချင်းမှအစာပြီးစည်းလုံးမယ်ဒီမိုကရေစီစနစ်ကိုပါမယ်ဆိုလို့ရှိရင်တော့သာဝရညီချမ်းရေးကိုစစ်မှန်တဲ့ညီချမ်းရေးပြည်စုံတဲ့ညီချမ်းရေးကိုရောက်ရှိလိမ့်မယ်လို့ဥပဒေရုံးတော်ခွဲထွက်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့မတူအောင်တိုင်းရားရဲ့အားလုံးကိုဥပဒေကြားခဲ့မှုပါတယ်ကြားလက်ကြောက်ထားပါအဲ့ဒါပါလေတိုင်းသားတွေကယူသားတယ်ပွင့်လင်းတယ်ဖြောင်းမတ်တယ်ခရီးကြည့်တယ်တစ္ဆာရှိတယ်ဒါတိုင်းသားတွေရဲ့ ကိုယ်ပိုင်ကုန်ပုတ်ပါပဲ။ဒါကြောင့်ပြောင်သူကြီးအစစ်စိမ်မှာမှာပွဲတော်ခွတ်ထတာမျိုးဖက်တိုင်းသားမှာလုံးလိုက်မယ်လို့ခုလေးထင်ပါဦး။ဒါကြောင့်တပတ်ကလည်းပဲခွတ်ထတာကြီးနဲ့ချင်းချောင်းပြီးတော့ငင်းချိုင်းကိုနှောင့်နှဲအောင်လို့ဖို့လိုတယ်။တိုင်ရာတွေကလည်းပဲဂရီတီတီတစ္ဆာရှိရှိနဲ့ပြောင်သူစနစ်ကို ပေါ်ဆောင်လို့လည်းလို့ကိုယ်လည်းပြောလို့တာပါအဲ့ဒီဘိုင်းမှာနိုင်ငံတော်ရဲ့အခန်းကဏ္ဍကိုဆက်ပြီးပြောอ่ะတင်းယောဓမ္မသင်္ဃဟကဒိဋ္ဌတမလွန်နှစ်တန်ခိုင်ဖြီယူပြီးအကြီးကဲကြီးပေါ့တိုင်းသာအကြီးကဲပဲဖြစ်ဖြစ်မိသားစုကြီးကဲပဲဖြစ်ဖြစ်ပါတီကြီးကဲပဲဖြစ်ဖြစ်နိုင်ငံကြီးကဲပဲဖြစ်ဖြစ်အကြီးကဲကြီးမှာအကြီးကဲကြီးဟုတ်ချွာမယ်ကျင့်စဉ်၄ပါးရှိပါတယ် အဲ့ဒါကိုသင်္ခါတရား၄ပါးလို့ခေါ်တယ်။လောင်ငယ်သားတွေကိုဒီတရား၄ပါးနဲ့ချိမြောက်ပါတယ်။နံပါတ်၁ဒါနပိကံနဲ့အတိတ်ပြောရမယ်။နံပါတ်၂ပိယဝေဒနာနဝင်ချူတာတဲ့ဇာတ်ကားတွေကိုပြောရင်ဒါလည်းတိတ်ချူပြောရမယ်။နံပါတ်၃အထသရိယအကျိုးစီးပွားကိုဆောင်ရွက်တယ်။ဒါပြင်ပြီးလဲအပြည့်ဝင်ကြီးပြောသွားတယ် ဒီတိုင်းသူတွေအားလုံးတိုင်းသားတွေအားလုံးရဲ့ကျိုးစီးပွားကိုဒီလိုစီမံကိန်းတွေရှိပါတယ်ဒီလိုဆောင်ရွက်နေပါတယ်အဲ့ဒါအထသတိရနောက်တစ်ခုကတမာနတ္တတာတမာနတ္တတာဆိုတာအမတန်အရေးကြီးတယ်အဲ့ဒါပါလဲလူတွေတို့ပြောနေတယ်ဒန်းသူခွင့်ပြုတော့တာကိုယ်နဲ့မခြားဒန်းသူခွင့်ပြုပြရပါမယ်နိုင်ငံကိုအုပ်ချုပ်နေတဲ့အစိုးရဆိုပြီးအစိုးရကအခွင့်အရေးပို့လို့မရဘူး အဟုတ်ကြလူသားသာဆိုပြီးတော့လည်းအားငယ်ပြီးတော့နေကြတဲ့နေရာမတူမတန်တဲ့နေရာမျိုးနေဖို့မသိတော့ဘူး။အဲကြောင့်ဘာသာတကားဘလို့ပင်ကွဲပြားစေကောင်းအခွင့်ရတော့တန်းလူရတန်းလူရှိရအောင်။ကိုယ်ဝယ်ဟာယုံကြည်မှုဘာသာတရားတွေဘလောက်ပင်ကွဲပြားစေကောင်းလူသားတွေအားလုံးဟာအခွင့်ရတန်းလူရှိရအောင်။ နိုင်ငံလူနိုင်ငံသားအားလုံးဟာအခွင့်အရေးတန်းတူရအောင်ထို့တူပါပဲလူသားမျိုးနွယ်တွေအလိုပဲ꿰ပြားနေကြပါဘူးလူခွင့်ရေးရတပြင်းညီရအဲ့ဒါကိုနိုင်ငံရေးသုံးနဲ့ပြောရင်ခရင်တစ်ချက်ပမာတစ်ချက်ပါအဲ့ဒါဟာနိုင်ငံတော်ဆွေးရမှာတာဝန်ရှိပါဒီလိုပါရီဘလောက်ပဲ꿰ပြား꿰ပြားအခွင့်ရေးတာ တန်းတူထားနိုင်မယ်ဆိုရင်ဘယ်ပြည်နယ်လဲမှဘယ်သူမှအငတ်ခံအစင်းရဲခံအပြစ်ခံရောတဏ္ဍမကံဘူးလို့ဦးဇေယျပြောတယ်။အဲတော့ဘုရားတို့အနေနဲ့ပြောမယ်ဆိုရင်လူချင်းချင်းပြစ်ခတ်တဲ့တဏ္ဍာမပြောပါနဲ့ဟိုမုံဆိုးတွေ တရိစ္ဆာန်တွေကိုလိုက်ပြစ်နေတယ်တဏ္ဍာန်တော်မချကြောင်။ဟုတ်ရင်ဒီဒေသတွေမှာတဏ္ဍာန်တွေအများညာနေတယ်လို့ရှားခဲ့ရတယ်။မနေ့ညကတော့စိုင်းတန်ဘုံတန်ဂီတာတန်ဒုရိယတန်တွေနဲ့အမတန်ရင်းချမ်းပါတယ်။ဒီလိုပဲစိုင်းတန်ဘုံတန်ဒုရိယတန်တွေရင်းချမ်းနေပါစေ။ရင်းချမ်းနေတာကိုပဲကိုယ်စင်းလို့မြင်ကြပါတယ်။ထို့တူပါပဲ။ သံဃာတို့တရားလုံးလာတယ်ဒီလိုပဲမြင်ရပါပြည်သူလူထုတရားလုံးလာတယ်ဒီလိုပဲမြင်ရကမာကြီးကလည်းပဲဒီလိုပဲမြင်နေကြတာပါအဲ့တော့အလုံးတော်တရားလာတဲ့ဒိဋ္ဌအလုံးကြွကျင်တော်ကတော့ခါဝရာငင်းချမ်းရေးအတွက်ပြည်တော်သူအစ်င့်ကိုမိအောင်အထောက်ချဖို့လိုတယ်ပြည်တော်သူအစ်င့်ရောက်ဖို့အတွက်ဒီမိုကရေစီစံမီဖို့လိုတယ် ဒီမိုကရေစီပြည်ဝဝင်လို့ရယ်ဒီမိုကရေစီရင့်ကျက်ဖို့လိုပါတယ်ဒီမိုကရေစီစာမမီမပြည်ဝမရင့်ကျက်ခင်တော့ဆန္ဒမစိုးကြဘူးကိုယ်စင်တတ်တယ်စစ်မှန်တဲ့ဒီမိုကရေစီပြည်စုံတဲ့ဒီမိုကရေစီစာမီတဲ့ဒီမိုကရေစီရင့်ကျက်တဲ့ဒီမိုကရေစီဖြစ်ဖို့အတွက်တော့သွားပြောရတယ်ပါပဲထိုင်လို့မရအောင်ကြောက်နေလို့လည်းမရအောင်စီလောရပဲအလောလောရပဲ ညီညွတ်မယ်တတိရှိရမယ်အဲ့ဒါဆိုလို့ရှိရင်ဦးဇင်းတို့အားလုံးမျှော်လင့်တောင်းတနေတယ်သင်္ချာရေးဆိုတာတွေလူခွင့်ရေးဆိုတာတွေတရားမျှတမှုဆိုတာတွေတရားဥပဒေစိုးမိုးမှုဆိုတာတွေအများကြီးဖြစ်ပေါ်လာမှာဖြစ်ပါတယ်တရားဒေသကြီးရေးချမ်းပါစေဤတော်သူကြီးရေးချမ်းပါစေကဘာကြီး 操！我让你见了。